မင်္ဂလာပါရှိရှုနာစင်ကြသူရောက်စီတိုင်းကိုဖះခင်ကောင်းကြီးပေးပါစေဒီနေ့တော့ကျွန်တော် sharing လုပ်ချင်တဲ့အကြောင်းအရာလေးတစ်ခုရှိပါတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်တမချန်းစာထဲမှာနားလည်ခက်ခဲတော့အချက်များဆိုပြီးမှရောက်စွာရှိရယ်ဒါတွေကိုကျွန်တော်ကအခုချင်းပြန်လဲပြီးမှအဖြေရှာထားတာဖြစ်ပါတယ်နော် ဆိုသင်္ကန်းစာတစ်အနေနဲ့ scripture explanation lesson ဆိုပြီးတော့ကျွန်တော်နာမည်ခေါင်းစဉ်တတ်ထားပါတယ်ဓမ္မဟောင်းကျမ်းစာမှာနားလည်ရန်ခက်ခဲသောကျမ်းပိုင်များဖြစ်ရှင်းခြင်းနဲ့သိပ္ပပညာရှင်တို့၏အဆိုအရကဘာမြေကြီးရဲ့ဖြစ်တည်မှုဟာနှစ်တန်းနဲ့ချီနေခဲ့ပြီလို့ဆိုကြတယ်သို့တော့ကျွန်တော်တို့ခရိယံတမန်ကျမ်းစာမှာဖော်ပြ တဲ့အချက်ကတော့တပေါင်း6000လောက်ပဲရှိတယ်လို့တမချန်းစာကိုဝေဖန်ကြတယ်။ဆိုတိတ်ပပညာရှင်တွေရဲ့အဆိုဟာမှန်ကန်သလားတမချန်းစာကပါသလားဆိုတော့ကျွန်တော်တို့စဉ်းစားရမှာဖြစ်ပါတယ်။ဆိုတော့တိတ်ပပညာရှင်တွေရဲ့အဆိုပြုချက်ဟာမှန်ရင်တောင်မှ ်တမားကျန်းစာက မမားနိုင်ကြောင်းကိုကျွန်တော်ဖြည့်ရှင်းခြင်းပါတယ်လို့ဆိုတော့ဘူမိဗေဒပညာရှင်တွေကလည်းတော့တတန်းဟာကဘာရဲ့တတန်းနှစ်ပေါင်းတန်းနဲ့ချီပြီးလို့အဆိုပြုခဲ့တယ်တဆိုတမားကျန်းစာမားပြီပေါ့ဆိုဝေဖန်တဲ့သူတွေကမှန်ကန်စွာဝေဖန်ထားခြင်းမရှိတော့ဘူးကျွန်တော်နားလေရပါတယ်။တမာကျန်းစာကမမှားပါဘူးဆိုတော့ကိုကျွန်တော် တက်တည်နဲ့ထောက်ပြခြင်းပါတယ်။ဆိုပရမအောင်ဆုံးနေနဲ့ကျောင်းစာထဲမှာရေးထားတဲ့အချက်ကိုကျွန်တော်နော်ကောက်နှုတ်ရရင်ကောင်းကင်နေမြေကြီးကိုအစာဦး၌ဖန်ဆင်းထားတယ်လို့ရေးသားထားတယ်။ကပောက်ချံခန်းကြီးတက်အငယ်တက်ကိုကြည့်တဲ့အခါမှာအစာဦး၌ဖရာသခင်ဒီကောင်းကင်နေမြေကြီးကိုဖန်ဆင်းတော်မူ၏လို့ရေးထားပါတယ်။ဆိုတော့ဤကျမ်းချက်အဆိုအရပေါ့နော်အစာဦးလို့ဖော်ပြထားသောကြောင့် နှစ်ပေါင်းဘယ်လောက်ကြာခဲ့သည်ဆိုတာကျွန်တော်တို့အတိအကျမဖော်ပြထားပါဘူးအဲ့ဒီမှာလဲကဘာမြေကြီးကိုနှစ်ပေါင်း6000လောက်ကဖျားကယ်ဖန်ဆင်းတယ်ဆိုပြီးတော့လဲမရေးထားပါဘူးဒါကိုကျွန်တော်တစ်ချက်နားလည်ရမှာဖြစ်ပါတယ်ပြီးတော့မှကပောက်ကြံခန့်ချစ်တဲ့အငယ်ရှေ့ရောက်လာတဲ့အခါမှာမိုးမျက်နှာချက်ကိုလည်းမိုးကောင်းကင်ဟူသောအမိဖြင့်ဖျားခင်ခေါ်ဝေါ်တမုတ်တော်မူ၍ ညာဦးနဲ့နာနဲ့ဒီဒုတိယရက်ဖြစ်လေရက်ဆိုတော့ရက်ဒီရက်ဒီရှိတယ်ဘုရားခင်ပထမရက်ဒုတိယရက်တတိယရက်နောက်ဆုံးပြီးသတ္ထမရက်မှာလူကိုဖန်ဆင်းတယ်သတ္ထမရက်မှာဘုရားခင်အနာယူတယ်လို့ပြောပြထားအဲ့ဒီမှာလဲကျွန်တော်တို့အတွေ့အစ်အမြင်အစ်လို့ခေါ်တဲ့ new perspective เนาะ အရင်တော့ကျွန်တော်တို့စမ်းစာကိုဖတ်ပြီးတော့မစင်စားမိတဲ့အရာတွေကျွန်တော်တို့စဉ်းစားမယ်ဆိုရင်အစ်စ်တွေအများကြီးထွက်လာပါတယ်အဲ့တော့ဒီမှာကြည့်တဲ့အခါမှာမိုးမျက်နှာချက်ကိုလည်းဖန်ဆင်းမိုးကောင်းကင်လို့အမည်ပေးတယ်ဆိုတော့ကောင်းကင်နဲ့မြေကြီးကိုအဆောက်အဦကဖန်ဆင်းထားပြီးပြီဒါပေမဲ့အဲ့ဒီမိုးမျက်နှာချက်နဲ့မိုးကောင်းကင်ဆိုတဲ့အမည်ကိုဘုရားကခေါ်တမုတ်ပြီးမှအဲ့ဒီချိန်မှာပဲညနဲ့နေ့ဆိုပြီးမှဖြစ်လာအဲ့ဒါဒုတိယနေ့ ဆိုတော့ဒုတိယနေ့မှာထပ်ပြီးတော့မှเนาะမိုးကောင်းကင်ဆိုရက်အရာကိုထပ်ဖန်ဆင်းတာတွေ့ရတာဒါကြောင့်ကောင်းကင်နဲ့မိုးကောင်းကင်မတူဘူးဆိုတော့ကျွန်တော် new perspective ပေါ့အတွေ့အကြုံနဲ့ကျွန်တော်စဉ်းကျင်စဉ်းစားမယ်ဆိုရင်ကျန်စာစုံလင်ပါတယ်အဲ့တော့ကောင်းကင်ကိုတော့အစဦးမှာဖန်ဆင်းပြီးတော့မှမိုးကောင်းကင်ကိုတော့ဒုတိယနေ့မှာဖန်ဆင်းတယ်ဆိုတော့ကျွန်တော်ထပ်မှယူနားလေရပါတယ် ဲ့တော့ကောင်းကင်ကတော့ heaven ပေါ့နော်ကောင်းကင်က heaven ဖြစ်တယ်အခုကျွန်တော်တို့မြင်နေရတဲ့မိုးကောင်းကင်ကတော့ sky လို့ခေါ်တယ်နော်အဲ့ဒါလေးအင်္ဂလိပ်လိုလဲပို့လို့မအတိတ်ပဲရှင်းပါတယ်ဒါပေမဲ့လူယောက်ျားနဲ့လူမိန်းမကိုတော့ကောင်းကင်နဲ့မြေကြီးဖန်ဆင်းပြီးတော့တခြားအရာတွေအများကြီးဖန်ဆင်းတယ်နေဒီလာတွေခြေတွေဖန်တယ်ဖန်ဆင်းတယ်နက်ခတ်တော်ရာတွေဖန်ဆင်းတယ် ်အလင်းနဲ့အမှောင်ကိုဖန်ဆင်းတယ်။နေနဲ့ညောက်ကိုဖန်ဆင်းတယ်။ရေမီတောတောင်တဘာဝကိုဖန်ဆင်းပြီးတော့မှနော်နှစ်ပေါင်းများစွာကြာတဲ့အခါကျမှလူယောက်ျားနဲ့လူမိန်းမကိုဖန်ဆင်းတယ်ဆိုတော့တွေ့ရတယ်။ဘာလို့ဆိုတော့၆ရက်မြောက်ကိုပေါ်ပြထားတယ်။ကျောင်းစတစ်ချက်မှာတော့ဖျားခင်ရဲ့တရေဟာတဲ့နှစ်တထောင်လို့ပေါ်ပြထားတယ်။ဆိုတော့ နှစ်ပေါင်း6000ကျော်သွားပြီးတော့မှလူဖန်ဆင်းတယ်ဆိုရင်လည်းဒါကအာဟိုတချို့အလုပ်ဖြေရှာကြတော့ပေါ့နော်ဆိုတော့အဲ့တော့ကျွန်တော်တို့စဉ်းစားရမှာဖြစ်တယ်နော်ပြီးတော့ဖန်ဆင်းခြင်း၄ရက်6ရက်ဆိုရဟာကိုလည်းကျွန်တော်တို့တွေ့တဲ့ကံမှာနော်နှစ်ပေါင်း6000ကျော်ပြီးရှိနေပြီဆိုတော့ BC ၄တောင်၃တောင် 2000ဆောက်တဲ့ဖြစ်ပေါ့နော်အဲ့လိုတပြေးပြေးနဲ့ကက်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 လာပြီးယေရှုခရစ်တော်ကြော်လာတယ်ပြီး BC AD 1နှစ်3ဆိုမှအခု AD 2000ကျော်ခဲ့ပြီဆိုတော့နှစ်ပေါင်းဘယ်လောက်လဲဆို4000နှစ်2000နဲ့ပေါင်းလို့ရှိရင်6000ပေါ့နော်အဲဒါလေးတော့ကျွန်တော်တို့တွေ့ထားရပေါ့ဆိုတော့လူကိုဖန်ဆင်းတာနှစ်ပေါင်း6000ပဲရှိပါသေးတယ်အဲလူဖန်ဆင်းတာနဲ့ဘာမှမရှိဖန်ဆင်းတာနဲ့ အချိန်ကတခြားစီဖြစ်တယ်ဆိုတော့ကျွန်တော်နားလည်ရမှာဖြစ်ပါတယ်ဆိုတော့လူဖန်ဆင်းတဲ့အကြောင်းကိုလည်းဘောင်းကျန်ခန်းကြီးတငယ်26ရောက်မှာပဲကျွန်တော်တွေ့ရတဖန်ဖျားသခင်ကတဲ့ငါတို့ပုံပန်းနှင့်အညီတညီတီတစန္ဒန်တီလူကိုဖန်ဆင်းကြစို့ပြီးတော့မှသူသည်ပင်လယ်ငေါတို့ကို၎င်းမိုးကောင်းကင်ငှက်တို့ကို၎င်းတားရင်တို့ကို၎င်းမြေတပြင်းလုံးနှင့်တကွမြေကြီးပေါ်တွားတားတတ်တော် ဘဒဝအပေါင်းတို့ကို၎င်းအုပ်ဆိုးစေဟုအမိန်တော်ရှိသည်ဆိုအုပ်ဆိုးစေဆိုရက်စကားအယဖျားကဲအမိန်စကားအယယနေ့သရိစံလေးစင်ကောင်ကြီးရေဘလောက်ပဲလူတဲ့အစပေါင်းများစွာကြည်တော်လဲလူကိုကြောက်လူရဲ့အုပ်ဆိုးခြင်းအခွင့်ကိုသူတို့ခံရတာဖြစ်တယ်ဒါနော် logic လဲကြားတယ်စံစာရဲ့မှန်ကန်တဲ့အထောက်အထားတစ်ခုဆိုတော့ကျွန်တော်နားလည်ရမှာဖြစ်တယ်အဲ့တော့သတော်ဝါတွေကို နော်လူတက်အရင်ဖန်ဆင်းထားသောကြောင့်နော်ကျွန်တော်ဒိုင်နိုဆောဆိုတဲ့သတ္တဝါကြီးတွေရဲ့အယိုးစုကြီးတွေကိုသိပ္ပံပညာရှင်တွေရှာဖွေတွေ့ရှိကြောင်းအဲ့ဒါတွေကငင်းပွေရမရှိဘူးဆိုတော့တိရစ္ဆာန်တွေကိုဖျားကအရင်ဖန်ဆင်းထားတယ်ဆိုတော့တွေ့ရပြီးတော့မှလူကိုဖန်ဆင်းတာတော်တော့ဒိုင်နိုဆောကြီးတွေရဲ့အယိုးစုတွေကိုဘူမိပြည့်ပညာရှင်တွေကခန့်မှန်းလိုက်တဲ့အခါမှာသူတို့ရဲ့တက်တန်းဟာညစွာကြာခဲ့တယ် လူမရှိခင်ကတည်းကရှိတယ်။မှန်ပါတယ်။ကြမ်းကြက်တစ်ချက်မှဆိုလို့ရှင်လဲဖယားသခင်ကကဘာအဆက်ဆက်အဆက်ဆက်နော်ရှိလို့ပေါ်ပြတယ်။ဆိုတော့ကဘာအဆက်ဆက်ရှေးကဘာအဆက်မှနောက်ကဘာဆက်တိုင်အောင်ဖယားသခင်ဖြစ်တော်မူပြီဆိုတော့ကြမ်းကြက်တစ်ချက်ကလည်းရှိရ။ဆိုတော့ကဘာအဆက်ဆက်ဒီကဘာတစ်ခုလည်းမဟုတ်အရှိမကဘာကြီးအများကြီးရှိသေးတယ်နော်။ဒါကိုကျွန်တော်တို့နားလည်ရမယ်။အဲ့တော့ဒီကဘာကြီးဟာတော့အာ ေလွှမ်းမိုးခြင်းလဲခံရတယ်ပေါ့နော်ဆိုတော့ရေလွှမ်းမိုးပြီးတော့ RDA ကို passive ပြီးတော့နောက်ပိုင်းမှာကဘာကြီးကိုဖျားကဖျက်ဆီးပြီးတော့လူတွေကိုရေလွှမ်းမိုးပစ်လိုက်တယ်ပြီးတော့မှ no air နဲ့စပြီးမှလူတွေဆက်လက်ပြီးပေါက်ပွားတယ်ဒီလိုလဲစန်းစာထဲမှာပေါ်ပြထားတယ်လို့အခြားဘာသာဝင်ရဲ့စန်းစာထဲမှာလဲကျွန်တော်ဖတ်ဘူးတယ်ကဘာကြီးကိုရေလွှမ်းမိုးခဲ့ဘူးတယ်ဆိုရက်တချို့စန်းနေမှာလဲရှိထားတယ်ဒါသမာစန်းစာရဲ့မှန်ကန်ခြင်းအချက်ကိုကျွန်တော်နားလေရတယ်ဒါကြောင့်ကျွန်တော်အခုနော် ပေးချင်တဲ့ message ကဘာလဲအဆုံးသတ်ရမှာဆိုလို့ရှိရင်ဖယားသခင်ကအာဒံနဲ့အေဝါကိုဖန်ဆင်းတဲ့အချိန်ဟာအခုချိန်ထိဆိုလို့ရှိရင်နှစ်ပေါင်း6000 9000နီးပါးလောက်ပဲရှိပါသေးတယ်။ကဘာမကြီးကိုတော့လူတွေမဖန်ဆင်းခင်ကတည်းကရှေးကနဦးကတည်းကကြိုတင်ပြီးဖန်ဆင်းထားတယ်ဆိုတော့ကိုကျွန်တော်နားလည်ထားရင်သိပ္ပံပညာရှင်တွေရဲ့အဆိုပြုချက် မြစ်တန်းနဲ့ချီနေပြီဆိုတာကိုလည်းကျွန်တော်ညှင့်ပွေရမရှိသလိုဘဘာမြေကြီးဖန်ဆင်းပြီးတဲ့နောက်နော်တတော်ဝါးတွေဖန်ဆင်းပြီးတဲ့နောက်ဒီမီတောတောင်အလင်းအမှောင်တွေအကုန်ဖန်ဆင်းပြီးတဲ့နောက်မှာမှနောက်ဆုံးပိတ်မှလူကိုဖန်ဆင်းတယ်ဆိုတော့ကျွန်တော်နားလေရတဲ့အခါလူရဲ့ဖန်ဆင်းခြင်းတက်တန်းဟာဆိုလို့ရှိရင်နှစ်6000လောက်ပဲရှိပါသေးတယ်ဒါကြောင့်စံစာထဲမှာ 26000ပဲရှိတယ်ဆိုတော့ကကဘာမြေကြီးဖန်ဆင်းခြင်းမဟုတ်ဖ ೇನೆ လူကိုဖန်ဆင်းတဲ့အချိန်ကနေစပြီးအခုချိန်ထိ26000လို့ဆိုလိုခြင်းဖြစ်တဲ့အကြောင်းကိုနော်ခွဲခြားစွာနားလေဟိုလူเจ้าနော်အတွေးသိအမြင်သိဆိုတဲ့သင်္ကန်းစာကိုကျွန်တော်ဝေမျှပြီးမှနားလေနိုင်ပါမယ်အကြောင်းအဖြေရှာရင်တဲ့ ပြုစုထားတဲ့အချက်လေလေးတွေကိုအနေနဲ့ခရိယံယုံကြည်သူတွေကမကအခြားသောဘာသာဝင်များလည်းဘဝတုတရစေဖို့လို့ငါနားထောင်ဖို့ရန်ကျွန်တော်အနေနဲ့ဖိတ်ခေါ်ပါရယ်ကျွန်တော်လည်းဒီစလော့ပြောပြခြင်းဖြစ်ပါရယ်မေတ္တာနဲ့ပြောပြခြင်းဖြစ်တော့ကြောင့်အရောက်စီတိုင်းပုံမှာစစ်ချင်းမေတ္တာနဲ့ဘုရားသခင်ရဲ့ကောင်းခြင်းမြင်လာတက်ရောက်ခံစားကြပါစေစုပြင်ကောင်းတောင်းပါရယ်နော်